နိုင်ငံတော်တန်ခါမဟာနာယကဖွဲ့ဥက္ကဋ္ဌဆရာတော်ဘုရားကြီးအားဦးထိပ်ထား၍ရန်ကုန်မြို့ဓမ္မစက်ကြာကျောင်းတိုက်ဆရာတော်တိန်တောင် တိုက်တစ်ကျောင်းဓာတ်တော်ပြတိုက်ဆရာတော်များနဲ့မလေးရှားနိုင်ငံမှာအလူရှင်များကဓာတ်တော်စီတီတော်များပေးရလူတန်းမွေအခမ်းအနားပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နိုင်ငံတော်တန်ခါမဟာနာယကဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးအားဦးထိပ်ထား၍ရန်ကုန်မြို့ဓမ္မစက်ကြာကျောင်းတိုက်ဆရာတော်တိန်တောင်တိုက်တစ်ကျောင်း တက်တော်ပြတိုက်ဆရာတော်များနဲ့မလေးရှားနိုင်ငံမှအလူရှင်များဖြစ်ကြသောဒေါက်တာတီအိုချူကန် Chairman of Waki International Group မလေးရှားမှတက်တော်စီဒီများပေးရလူတန်းမွေအခမ်းအနားကိုယနေ့မွန်လွဲတနားရီချိန်က တောင်ကြီးမြို့မြို့တော်ခမ်းမတွင် ပြုလုပ်ခဲ့ပါသည်။ဦးစွာအခမ်းအနားကို နမောတက၃ချိန်ရွတ်စုဖျားကြော၍ဖွင့်လှစ်ပြီးထူးမခြားသောခြင်းငံကိုစောင်းဖြင့်ပူဇော်ခဲ့ပါသည်။ ထို့နောက်မန္တလေးတိုင်းဒေသကြီးပြည်ကြီးတကုံမြို့နယ်မဟာတုံတရာယာမပရိယတိစာတင်တိုင်းဦးစည်းပဒနာနာယကဧကမဟာပဏိတာဧကမဟာကဏဝါစကပဏိတာဧကမဟာတတ္တမဇောတိကတဇာလေဗရောင်းဆရာတော်ဗဒ္ဒနာအာဝုဒ္ဓထမဧပရိတ်သက်များက၅ပါးသီလခံယူစောက်တည်ကြပါれယင်းနောက်နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဧကမဟာပဏိတာ အကမဟာတတမဇောတိကတဇာတန်လင်းမင်းကျောင်းဆရာတော်ဒေါက်တာဗဒ္ဒနာစန္ဒီမာဘိဝန္တာနဲ့ဆရာတော်တန်ဃာတော်ရှင်သူမြတ်များကပိဋကတရားတော်များရွတ်ဖတ်တရစေကြီးမြတ်တော်မူခဲ့ပါတယ်။ဆက်လက်၍မလေးရှားနိုင်ငံမှာအလူရှင်ဒေါက်တာတီအိုချူကန်းကသာသနာရေးဆရာများကိုရှောက်ထားခဲ့ပါတယ်။ယင်းနောက်ရှမ်းပြည်နယ်ဆိုရဖွဲ့ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးအဝန်ကြီး ိုးမူးကြီးစိန်ဝင် စီးပွားရေးဝန်ကြီးဦးခွန်သိမ်းမောင်တရားစာတရေးဝန်ကြီးဦးဆိုင်လေလူမှုရေးဝန်ကြီးဦးမင်းမင်းလွင်ဥပဒေချုပ်ဦးဆိုင်ကျော်စံပြည်နယ်ဆိုရဖွဲ့အတွေ့အမှုနှင့်ပြည်နယ်ဆင့်ဌာနဆိုင်ရာများကဆရာတော်တန်ခါတော်များ လူပွဲဝိတုပစ္စည်းများဆက်ကပ်လူဒန်းခဲ့ကြပါသည်ထို့နောက်စေရနာမော ရွှေဘဲစားသုံးစီလုပ်ငန်းမိသားစုနဲ့အလူရှင်များကနိုင်ငံတော်တန်ခါမှာနိုင်ကဆရာတော်ကြီးတန်စေနဝကာမအလူတော်ငွေများစိုက်ထူလူဒန်းခဲ့ကြပါတယ်။ယင်းနောက်နိုင်ငံတော်တန်ခါမဟာနိုင်ကဖွဲ့ဥက္ကဋ္ဌဆရာတော်ထံမှပြည်내ဝင်ကြီးများပြည်내ဥပဒေချုပ်ပြည်내အစိုးရဖွဲ့အတွေ့အမူပြည်내ကရိုင်မြို့နယ်စင်ဌာနဆိုင်ရာများလူမှုရေးအသင်းဖွဲ့များအခမ်းအနားတက်ရောက်လာကြသည့်ဒေသခံပြည်သူများက လူတန်းမှုအစုစုတို့အတွက်အနုမောဒနာတရားနာယူကာရေဆက်သုံးချအမျှပေးဝေပြီးဗုဒ္ဓသာသနာစီတံတိတ်တုသုံးကြိမ်ရွတ်ဆွေ၍အခမ်းအနားကိုပြင်းမြောက်ခဲ့ကြောင်းသိရှိရပါရခင်ဗျာ